ခုဒီမှာဒီစနစ်ထဲကတော့အဲ့မွေးကနန်းပြခဲ့တယ်ပေါ့နော်ဒီမှာသူက669ဆိုတဲ့ကနန်းကတော့သူအောင်သွားတယ်သူကြံနေတာဒီ640683659နဲ့ခွန်တင်းနဲ့ဆိုပြီးတော့ဒီဒီ site ထဲကနေပြီးတော့ဒါမွေးကနန်း9ခွဲပြခဲ့တယ်ပြခဲ့တဲ့ထဲကမှအခု669အောင်သွားတယ်ဒီ site ထဲကနော်အဲ့ဒီလိုပဲသူ့လိုပဲနော်သူ့လိုပဲတခါအဲ့နဲ့တို့ဘလို့ပုံစံမျိုးနဲ့ဟိုကလုတ်လဲဆိုတော့နော်ဘလို့ပုံစံမျိုးဟိုကလုတ်တယ်လဲဆိုတော့ဒီဒီစနစ်တွေထဲကနေပြီးတော့နော် ခု68တုံးဆိုတဲ့ကဏန်းလေးကအဓိကကတော့ဥမ္မာမျိုးဒီမှာတုံညာထိတ်နောက်ပေါင်းခုံလို့ဖြစ်တယ်လိုင်းနော်ဒီမှာတုံညာထိတ်နောက်နှလုံးပေါင်းခုံတုံညာထိတ်နောက်ပေါင်းခုံအဲ့ဒီလိုင်းကနေပြီးတော့တိုင်ပင်ကွာဝေးအတူတူမှာနော်ဒီသုံးလုံးပေါင်းခြင်း6က6လို့ပိတ်မယ်6ပါပါ1လို့နောက်ပိတ်မယ်ပိတ်ပြီးတာနဲ့နှစ်ပိတ်မှာဘူပရိတ်လို့ရတယ်ဘူပရိတ်လို့ရလိုက်တဲ့အချိန်မှာအဲ့ဒီဘူပရိတ်ကဏန်း51ဆိုတဲ့ကဏန်းရယ်ဒီသုံးလုံးပေါင်းခြင်း6က6လို့ပိတ်6ပါပါ1လို့ပိတ်လိုက်ပြီးတာနဲ့အဲ့61နောက်တွဲကိုနော်61နောက်တွဲကိုဒီမှာ ဘရိတ်တစ်ပါပါဒီဘရိတ်6အဲ့6ကဒီ36ဒီလို6မို့လို့အဲ့6ထိပ်စီနဲ့နော်67နောက်လွဲကို6ထိပ်စီနဲ့66တစ်ဆိုတဲ့ကဏ္ဍဒဲ့ဒီ9ဘရိတ်ရဲ့တပွဲကြော်ကိုကြားတယ်အဲ့လိုကြားပြီးကြတဲ့ဒီနှစ်ပိတ်ကဘူဘရိတ်ကဏ္ဍကလည်းအဲ့ဒီနှစ်ထင်းမှာကြားတယ်ဒါပရမတ်တကက်ဒုတိယကက်မှာ6ပြီးတော့ဒီ3လုံးခွန်ခွန်လို့ပိတ်တယ်ခွန်ပါပါနှစ်လို့လှမ်းပိတ်တယ်ပိတ်ပြီးကြတဲ့9 6ဆိုတဲ့ကဏ္ဍနှစ်ပိတ်မှာဘူဘရိတ်လို့ပဲရိုက်တယ်နော်အဲ့တော့အဲ့9 6ကလည်းထွက်မယ်ဒီ3လုံးခွန်ခွန်ပိတ်ပြီးကြတဲ့ခွန်ပါပါနှစ်လို့ပိတ်တဲ့အတွက် 82နောက်တွဲကို brake နှစ်နှစ်ပါပါခွန်ဒီသုံးလုံးခွန်ခွန်လို့ဖြစ်တဲ့အတွက်ခွန်ထိပ်စီးနဲ့နော်နော်82နောက်တွဲကိုနော်အဲ့လိုဖြစ်ပြီးတာနဲ့6ထိပ်စီးပုံတင်နဲ့6ခွန်နှစ်ဆိုတဲ့ကနေတကွက်ကြတယ်သူက9ဗရိတ်ရဲ့တကွက်ကြောမှာကြတယ်နော်အဲ့တော့ဒီဒီမှာရှိတဲ့6ထိပ်စီးနဲ့ဒီ61နောက်တွဲကိုဒီမှာရှိတဲ့6ထိပ်နဲ့661ဆိုတဲ့ကနေကြတယ်နော်ဒီမှာရှိတဲ့82 နောက်တွဲကိုဒီမှာရှိတယ်6ထိပ်စီနဲ့6ခုနှစ်ဆိုတဲ့ခဏကြာဟိုတက်တိရအကမှာဒီ၃လုံးက၈၈လို့ပိတ်၈ပါပါ၃လို့ပိတ်လိုက်တဲ့အတွက်ဒီ83နောက်တွဲပရိတ်ကလည်းနှစ်ပိတ်မှာ၃ရပရိတ်လို့ထောက်တယ်နော်အဲ့ဒါပထမကဒီ၃ရပရိတ်၄၅တိကလည်းအဲ့နှစ်ထဲမှာကြတယ်လို့ဒုတိယက၃ရပရိတ်၅၉၆ကလည်းအဲ့နှစ်ထဲမှာကြတယ်ဟိုတက်တိရက၃ရပရိတ်ခွန်တိနှစ်ဆိုတဲ့ခဏကလည်းဒီနှစ်ထဲမှာကြရမယ်မကြသေးဘူးအဲ့တော့အခုပြောချင်တာကဒီ83 83နောက်တွဲကိုနော်ဒီ6နဲ့683ဆိုတဲ့ခဏဒဲ့ဒီ သုံးပရိသုံးပါဝါရှိရှိကဒီလိုရှိဒီလိုရှိလို့ထောက်ချက်တွေကြားပြရတယ်63ဆိုတဲ့ကညာနေဒီနေရာမှာတဲကြဟုတ်တော့ကိုသူ့ရဲ့တပွဲကြောင့်မှာငါးပရိလို့ခံထားတယ်အဲ့ဒါ63ဆိုတဲ့ကညာဒါဒဲကိုပို့ထိုးလိုက်ပေါ့ဗျာနော်ကြံတဲ့အာတော့ကြိုက်တဲ့မိတ်ဆွေတွေရန်ထိုးလိုက်ပေါ့63မှာ63ကျွန်တော်တို့ကကြိုက်တယ်ဆိုတဲ့မိတ်ဆွေတွေက63ဒဲကိုပို့ထိုးပြီးတော့ကြံငါးခွက်ပေါ့နည်းနည်းလေးရန်လိုက်ပေါ့ဗျာနော်ဒါဟုတ်ပြီအဲ့တော့ဒါကမွေးကနန်းဆိုင်လောလောဆယ်ဒီဒီစတိုက်ကနေပြီးတော့669ဆိုတဲ့ကညာအောင်သွားတဲ့ဆိုင်ပေါ့နော်ဒါကတနည်းပေါ့ ဒါကတနည်းဆိုရတယ်နောက်တနည်းရကြတော့ဦးနိုင်တို့ဒီမှာနော်နောက်တနည်းရကြတော့နောက်တနည်းရကြတော့ဒီဒီစနစ်ထဲမှာနော်ဒီစနစ်ထဲမှာလည်းအဲ့လိုပဲမွေးကနန်း၃ခွက်အောင်ခဲ့တယ်ဒီနှစ်နှစ်ခွန်ရယ်၃နှစ်လေးရယ်ခွန်ရှစ်ပိုးရယ်မွေးကနန်းဒီဒီစနစ်ထဲက၃ခွက်အောင်ထားတယ်ပေါ့နော်၃ခွက်အောင်တော့ဒီကျန်နေတဲ့၅လေးတိရယ်၃ည၃ခွန်ရယ်၅60ကျန်နေပေါ့နော်အဲ့စနစ်ကလည်းဒါဦးနိုင်ကလိုင်းမောင်းမှာဒါပြထားတာမဖြစ်သေးဘူးပေါ့နော်ခွန်နှစ်ငါးအားဒဏ္ဍာရီကိုအခွက်ရွှေစနစ်နဲ့ဒါလှလှပပနဲ့တွေးရှိထားတာတွေကိုပြပေးမယ်ပေါ့နော် လေးချက်စီနေပေါ့နော်လေးချက်စီလေးနဲ့အကွက်ရွှေ့ပေါ့ပထမလိုက်မှာဥနိုင်ပြောခဲ့တယ်လို့ပဲခုဥနိုင်ကစားနေတယ်ကစားနေသည်အကွက်ရွှေ့ကစားတဲ့အတွက်ကိုကနန်း၃လုံးရွှေ့မယ်ဆိုရင်တဲ့တဲ့မမကိုဒီ၃လုံးကပြီးကုန်မလို့ဘူးမလာဘူးဆိုလည်းတစ်လုံးမှမတူဘူးနော်မင်္ဂလာပါတဲ့အေဂျင့်တာယာပြောရှင်ချမ်းပြပါလေဥနိုင်အာအမှုကြီးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်နော်ကဲအဲ့တော့ဥနိုင်တို့ဒီမှာရှိပေါင်း6လို့ပုံတွေကစားတယ်ဒီ၃လုံး၃ညပြိတ်၃ညဒီလို၃ညလို့ဖြစ်တယ်ဒီမှာတကက်ရှိတယ်ရှိပေါင်း6 တုံညာပြီးတော့9 9 9နော်ရှေ့ပေါင်း6ပို့ပြီးတော့ဒီမှာ8 8 8ရှေ့ပေါင်း6နော်ရှေ့ပြီးတော့ခွန်းခွန်းခွန်းလို့ပြောကစားတယ်တုံညာ9 8ခွန်းလို့ကစားတယ်ပေါ့နော်ကစားပြီးတော့မှဒီမှာဒီသုံးလုံးပေါင်းခြင်း8ဒီသုံးလုံးပေါင်းခြင်း9ဒီသုံးလုံးပေါင်းခြင်းတုံညာဒီသုံးလုံးပေါင်းခြင်း8ဆိုပြီးတော့သူကစားတယ်ဒါရှေ့ကိုတုံညာ8ဆိုကစားတယ်ပေါ့နော်ကစားတော့ကောင်းပြီအဲ့မှာသူကအကွက်ရွှေစနစ်နဲ့ဘလို့ကစားမှလဲဆိုတော့ဒီနှလုံးပေါင်း6လို့ထောက်ခဲ့တဲ့အတွက်ကိုသူ့ရဲ့ဒီဘက်နှစ်မှာ6ရဲ့နှစ်သက်ပြီးဂွာပေါင်းနဲ့နောက်နောက်ပေါင်းနဲ့ ဘွားပေါင်းတင်းနဲ့နောင်ပေါင်းရှင်းနဲ့ကိုးလို့သူကစားတယ်၆ရက်နဲ့ခက်ပြီကိုးလို့ကစားတယ်ကစားလာရဲ့သူ့ရဲ့ဇောင်းကဒီကနန်းဒီတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်မှာဒီမှာလိုက်ထွက်တယ်ဒီကနန်းဒီအကွက်ရွှေဖြစ်နေလိုက်ကစားတယ်နော်ဟုတ်ပြီဒါဆိုရင်ဒုတိယကရှင်းပေါင်း၆လို့ဖြစ်တော့သူ့ရဲ့ဒီဘက်နှစ်မှာနော်၆ရက်နဲ့ခက်ပြီဘွားပေါင်းကိုးနဲ့နောင်ပေါင်းတုံညာနဲ့ကိုးလို့ဖြစ်လိုက်တဲ့အခါမှာသူ့ရဲ့ဇောင်းမှာရှိတဲ့ ားရှိဖို့ဆိုတဲ့ကဏ္ဍဒီတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်ထဲမှာဒီနေရာလေးမှာအကွက်ရှိဖြစ်နေလိုက်ချက်တယ်ဟုတ်ပြီဒါဆိုရင်ဥနိုင်တို့ဒီတတိယကံမှာရှင်းပေါင်း6လို့ဖြစ်လာရဲ့ဒီဘက်နှစ်မှာ6ရက်နှက်ခတ်ဒီဘွာပေါင်း2နဲ့နောက်ပေါင်း9နဲ့9လို့ဖြစ်လိုက်တဲ့အတွက်ဤရဲ့ဆောင်းမှာရှိတဲ့684ဆိုတဲ့ကဏ္ဍဒီတနေ့နှစ်နှစ်သုံးနှစ်၄နှစ်မြောက်ထဲမှာ684ဆိုတဲ့ကဏ္ဍဒီအပွက်ရှိဖြစ်နေခိုက်ချွတ်တယ်။ဟုတ်ပြီဒါဆိုရင်အခုစတုထအကတ်မှာရှီပေါင်း6လို့လေဒီကစားထားပြီဒီဘက်နှစ်ထဲမှာ ရွေးချယ်တရားကဏ္ဍဒီနှစ်ခွက်မရှိဘူးတစ်ခွက်သေးပဲရှိတယ်ပေါ့နော်ရှီပေါင်း6လို့ဖြစ်တဲ့အတွက်ဒီဘက်နှစ်ထဲမှာ6ရက်နှစ်ခတ်ပြီးဝါပေါင်း6နဲ့နောက်ပေါင်း3နဲ့9လို့ဖြစ်တာဒီဒီတစ်ချိန်ပဲဖြစ်တယ်နော်ဝါပေါင်း6နဲ့နောက်ပေါင်း3နဲ့9လို့ဖြစ်လိုက်တဲ့အတွက်သူ့ရဲ့ဇောင်းမှာရှိတယ်ဒီခွန်းနှစ်ငါးဆိုတဲ့ကဏ္ဍဒီတစ်နှစ်နှစ်နှစ်3နှစ်4နှစ်မြောက်တဲ့မှာဒါထွက်ရှင်လာနော်ခွန်းနှစ်ငါးဆိုတဲ့ကဏ္ဍဒီထွက်ရှင်လာ9ချိန်ပဲကြံတယ်သို့တော့ဦးနိုင်ရဲ့မိတ်ဆွေတွေကခွန်းနှစ်ငါးဆိုတဲ့ကဏ္ဍအခွက်ရှုစနစ်နဲ့ရှိတယ်ဆိုပြမိပါလို့ပြောတဲ့အတွက်ကိုဒါဦးနိုင်က နေရာထိုင်လေးရတော့ဥကနဲ့ကိုရွေးပြီးတော့ထိုးလိုက်သူဒီတန်းလေးပဲနိုင်ရရွေးပေးသားမယ်အဲ့တော့ဥနိုင်တကယ်ထိုးမှာကတော့ဒီ၅၅ချိန်မှာဒီကနန်းလေးကဘယ်အချိန်မှာထိုးမလဲဆိုတာဥနိုင်ကအချိန်ဖမ်းထားပြီးသားပါတိုးတော့အချိန်ကိုတော့ဥနိုင်ရဲ့မန်ဘာဖုန်းဝင်မိတ်ဆွေတွေကိုသူကြမဲ့အချိန်ရောက်ရင်ပြပေးရမှာဖြစ်တဲ့အတွက်ကိုအချိန်လေးကိုတော့ဥနိုင်ပြမပေးတတ်ဘူးပေါ့နော်အဲ့ဒါလေးကိုတော့ဒါသူ့အချိန်ရောက်မှာပြပေးမှာဖြစ်တဲ့အတွက်အချိန်ကိုဘယ်အချိန်မှာထိုးရမယ်ဆိုတော့ပြမပေးဘူးကြိုက်တဲ့မိတ်ဆွေတွေဒီအချိန်မှာလဲထိုးကြံတဲ့အချိန်ဒီမှာလဲ ကိုယ်လေးနဲ့ကိုလိုက်ပြီးထိုးလိုက်ပေါ့နော်ပထမကမှာဖြစ်စဉ်ကိုတည်လိုက်တယ်ရှေးပေါင်း6ချောင်းသူ့ရဲ့ဒီဘက်နှစ်မှာဂွာပေါင်းနဲ့နောက်ပေါင်းနဲ့ကိုယ်လိုပုံတွေဖြစ်ပြန်တယ်ဒီကနေ့ကဒီ၄နှစ်မြောက်ကိုလိုက်ထွက်တယ်ဒုတိယကမှာဖြစ်စဉ်လေးကိုတည်လိုက်တယ်ရှေးပေါင်း6ချောင်းဒီဘက်နှစ်မှာကနန်း၄လုံးပေါင်းရင်ကိုယ်လိုဖြစ်လိုက်တာ ਨੇ ဒီကနေ့ကဒီ၄နှစ်မြောက်မှာလိုက်ထွက်တယ်တတိယကမှာဖြစ်စဉ်လေးကိုတည်လိုက်တယ်ဂွာပေါင်းနှစ်နဲ့နောက်ပေါင်း9နဲ့ကိုယ်လိုဖြစ်လိုက်လို့ဒီကနေ့ကဒီ၄နှစ်မြောက်မှာလိုက်ထွက်တယ်ဒါဆိုရင် စရုပ်ထအကမှာဖြစ်စဉ်လေးကိုတည်လိုက်တယ်စီပေါင်း6ရောင်းဒီဘက်နှစ်မှာเนาะဝါပေါင်း6နဲ့နောက်ပေါင်းတော့နဲ့6လို့ဖြစ်လိုက်တဲ့အတွက်ခွန်နှင်း5ဆိုတဲ့ကဏ္ဍဒီเนาะဒါဒီအချိန်ကနေစပြီးတော့မွေးစားလိုက်ပေါ်ကြိုက်တဲ့လူတွေရပါဘောเนาะဒါမွေးကဏ္ဍဆိုင်လေးပါလို့ရေးပေးထားတဲ့အတိုင်းကြိုက်တဲ့မိတ်ဆွေကမွေးထားလိုက်မကြိုက်တဲ့မိတ်ဆွေကမမွေးနဲ့ပေါ့ဗျာဥနိုင်ရဲ့မမအဖွဲ့ဝင်တွေကိုတော့ဒီကဏ္ဍလေးကဒီကြံ၅ချိန်ထဲမှာဘယ်အချိန်မှာထိုးရမယ်ဆိုတာကိုတော့ဥနိုင်ရဲ့ပြည့်စီထားတဲ့ထောက်ချက်ကလေးနဲ့ဒါအဲ့ဒီအချိန်ရောက်ရင်ဥနိုင်က ဒါမမကတ်ထဲမှာထည့်ပြီးမှဖြစ်တယ်ပေါ့နော်။ကဲကောင်းပြီဒါဆိုရင်ဒါခုနှစ်ငါးကိုပြပေးပါလို့ပြောတဲ့မိတ်ဆွေတွေအတွက်ကိုဒါခုနှစ်ငါးပြပေးရခြင်းဖြစ်တယ်နော်။ကဲဟုတ်ပြီအဲ့တော့အခုပြခဲ့တဲ့ live ထဲမှာဒါ683ဆိုတဲ့ကဏ္ဍလေးပြခဲ့တယ်နော်။အဲ့683ဆိုတဲ့ကဏ္ဍကလည်းဒီတိုင်းလေးကိုပို့ထိုးပြီးတော့ကြံပတ်လေးလေးကိုရန်လိုက်ပေါ့နော်။ဒါပြီးခဲ့တဲ့ပွဲမှာပဲခုနိုင်ပြောခဲ့တယ် ကွန်ပရိတ်၄ခွက်ထဲကနှစ်ခွက်ထွက်မယ်ဆိုတဲ့နော်အဲကွန်ပရိတ်၄ခွက်ထဲမှာ၈ဆောက်3ဆိုတဲ့ကဏ္ဍရယ်နော်ဒီမှာ၄ခု၄ဆိုတဲ့ကဏ္ဍရယ်ဥနေကရွေးပေးခဲ့တယ်ပေါ့နော်အဲအဲ့တော့၄ခု၄ကတော့ဒီပွဲမှာကြိုက်တဲ့မိတ်ဆွေတွေထိုးလိုက်ပါအဲ့တော့၈ဆောက်3ကို683ဆိုပြီးထည့်ပေးလိုက်တယ်ပေါ့နော်ကဲအားလုံးပဲတက်ရှိကျမ်းမာချမ်းသာကြပါစေ2025ခုနှစ်အကျန်းအချိန်ဒီများမှာလည်းဥနေနဲ့အတူတူကံတူလို့ကြိုးပေးပါစေလို့ဆုတောင်းရင်းနဲ့နော်ခွန်နှင်းကအား ညပြပါလို့တောင်းဆိုတဲ့ဥနိုင်ရဲ့အမကန်မိတ်ဆွေတွေ fan တွေအတွက်ကိုဒါပြပေးရခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒီလိုလေးကစီးနဲ့ကစားထားတဲ့ဒီစီးလိုင်းထဲမှာနောက်ထပ်ကိုအဲ့လိုအကွက်ရွှေ့စနစ်နဲ့ကစားရမယ့်ဂဏန်းနှစ်ကွက်ရှိပါသေးတယ်အဲ့ဒီနှစ်ကွက်ကတော့သူ့အချိန်လေးတွေရောက်မှာဒါ member card ထဲမှာထည့်မဲ့ဂဏန်းလေးတွေဖြစ်တဲ့အတွက်ကိုဒါဥနိုင်ကကြိုပြီးတော့မပြခဲ့တော့ဘူးဥနိုင်ရဲ့ member အဖွဲ့ဝင်မိတ်ဆွေတွေကလည်းဒီ9.5ဆိုတဲ့ဂဏန်းလေးကြိုက်တယ်ဆိုရင်ထည့်ထိုးပါဥနိုင်ကတော့ထုံးစံတိုင်းတောက်ကလေးတွေစုံစုံညီညီထည့်တဲ့အချိန်မှာ မမကထဲမှာဖြည့်ပြီးမှဖြစ်ပါတယ်နော်အားလုံးပဲတရှိချက်မှာချမ်းသာကြပါသည်